ချက်ကြွေမွေးရမြင်တဲ့ဝေးအောင်ရုံးကန်လှုပ်ရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုကြိုးစားနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်ပြီးလက်သေးအလှပြင်တဲ့လုပ်ငန်းတန်မွေးနေတဲ့စန်ဒီကသူမရဲ့အတွေ့အကြုံတွေကိုပြန်လည်ပြောပြပေးမှာပါမင်္ဂလာပါစန်ဒီရေဒီကောင်းရဲ့လားဗျာဒီကောင်းပါတယ်ရှင့်မင်္ဂလာပါဒီကောင်းပါတယ်ကဲပါကျောင်းရဲ့ ရှင်မြတ်ချပင်းစာများအစီအစဉ်မှာအခုလိုပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားဆိုကျွန်တော်မျိုးကုန်းလေးနဲ့ပဲဆက်သွားလိုက်မယ်နော်မြန်မြန်လေးโอเคပါအဲ့ဒီရောက်ဒီကိုရောက်နေတာဘယ်လောက်လောက်ကြာသွားပြီလဲဒီကိုရောက်တာတော့အခုဆိုရင်နှစ်နှစ်ကျော်ရှိပြီရှင့်ဟောထိုင်းကိုရောက်တာနှစ်နှစ်ကျော်ရှိပြီเนาะဟုတ်ကဲ့ဘယ်မှာနေပြီဘာလို့လဲဗျာ ဘန်ကောက်မှာနေတယ်အဲအရင်ကတော့အဲလက်သေးဆိုင်မှာအလုပ်လုပ်တယ်ပေါ့နော်အခုတော့ခဏနားနေတယ်နားနေရဆိုတာအလုပ်မရှိဘူးပေါ့ဟိုကအဲအလုပ်မရှိဘူးပေါ့အလုပ်မရှိအကင်ရှိတရားကို130ပေါ့ဒီဥစားပြီးရောက်ခါသာတော့ပထမဆုံးခက်ခဲပါလေခက်ခဲရတော့အများကြီးပဲပေါ့နော်ဒီလိုတက်လာတာကဟိုတရားဝင်နေလမ်းနဲ့တက်လာတာမဟုတ်တဲ့ခါကျတော့ဟိုအိလန်ခီးပေါ့နော်လန်ခီးမှာခက်ခဲဖြစ်တယ် ဒါပေမဲ့သူများထပ်တော့အများကြီးတာတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။နောက်ခုရောက်ပြီးတော့အလုရှာပြီးအလုရပြန်တော့လဲပါတာတကခက်ခဲပေါ့။ခက်ခဲရတော့အများကြီးပါပဲ။ခုချိန်ဒီခက်ခဲတော့မယ်။အရင်ထွက်လာတော့ကတခုခုဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးရှိလား။ရှိရင်ပြောပြပေးပါဦး။အဲထွက်လာတဲ့အချိန်တုန်းကတော့အဲ့လိုမျိုးရည်ရွယ်ချက်ဆိုတော့တိတိကျကျတော့မရှိဘူးပေါ့နော်။မြန်မာပြည်မှာလည်းအဆင်မပြေဘူးဆိုတဲ့အခါကျတော့ ဟိုအကုန်စင်းတော့လည်းတည်တယ်ဟုတ်တာဟိုနေ့တိုင်းတက်အကုန်စင်းတော့လည်းနေ့တိုင်းတက်တယ်ဆိုတော့ခါကျတော့အဲထိုင်ကိုတွိုင်းရင်အဆင်ပြေမယ်ပေါ့နော်အဆင်ပြေမယ်ထင်တာပေါ့နော်ထင်ပြီးတော့အထိုင်ကိုတွားလိုက်မယ်ဆိုပြီးတော့ထိုင်ကိုတက်သွားမယ်ဆိုပြီးတော့စိတ်ကုန်းနဲ့ထိုင်ကိုတက်လိုက်ခဲ့တာပါပြီးတော့อืมအလုတ်ကိုင်းပန်းညာတစ်စလုံးနည်းနည်းပပခက်ခဲရရှိတဲ့ကကြတော့လည်းကိုပိုင်းဆိုင်လေးခင်းပြစ်ချင်တယ်ပေါ့နော် အဲ့လိုမျိုးစိတ်ကူးလို့ရှိတယ်အဲသူများစီမှာဝန်တန်းလောက်တာအနည်းဆုံး2နှစ်လောက်ပဲကိုအချိန်ပေးမယ်ပြီးရင်ကိုပိုင်တန်းရအောင်ဖွင့်မယ်ဆိုပြီးရည်ရွယ်ချက်တော့ရှိတော့ပေါ့ဒါမှမဟုတ်ခုလေးတော့အကောင့်ထဲမှာပေါ်ပြပါအောင်တော့အမှန်မှန်ချက်နဲ့နှစ်ထွက်မကြိုက်ဘူးမှန်ချက်နဲ့နှစ်ထွက်မကြိုက်ဘူးအိမ်နဲ့စကားပြောပြလားအိမ်နဲ့ကတော့စကားပြောပြတယ်ဆက်သွယ်ရတယ် အိမ်နဲ့အဗီဒီယိုကောလေးပါလေးပြောရတယ်ပေါ့နော်တစ်ခါတလေအားလက်ချင်းသူတို့အားလက်ချင်းမြန်မာပြည်မှာကျတော့လိုင်းရအများရမရဘူး။လိုင်းရအာရတဲ့ခါကျတော့လည်းဟို wifi ရှိမှရတော့ wifi လည်းမီးလာမှရတော့။ဒါဆိုတော့သူတို့လိုင်းတက်တဲ့ခါနဲ့ကိုအားလက်ချင်းနဲ့ဆိုရင်အဲ့လိုမျိုးကွန်ဆက်သွေရှိပါတယ်။အေးပေါ့။ဟိုမှာလည်းအင်တာနက်ကအချိန်ပြည့်ရတာမျိုးမဟုတ်ဘူးလေ။ဟုတ်တယ်အင်တာနက်ကလည်းချိန်ပြေးမရဘူးပြီးလို့ချင်းအင်တာနက်ကလည်းဟို စေးများတယ်လေဝယ်ရတာစေးများတယ်ဆိုတော့အဲ့လိုမျိုးခက်ခဲလေးတော့ရှိတော့ပေါ့ဆန်ဒီမြန်မာပြည်ပြန်သွားဖို့စီစဉ်ရှိလားအစီအစဉ်ရှိလားဆိုရင်တစ်ခါလေစိတ်ညစ်တစ်ခါကြားလို့ချင်ဒီမှာအရင်စိတ်ညစ်တစ်ခါကြားနေပြန်သွားခြင်းနဲ့စိတ်တော့ဖြစ်ပေါ်တော့ပေါ့နော်ဒါမှမဟုတ်လေနိုင်ငံရေးရပြန်ကြည့်လိုက်လို့ဆိုတော့လည်းမသွားခြင်းဒီမှာစိတ်ညစ်တယ်ဆိုတော့ဘယ်လိုဘယ်လိုခက်ခဲလဲ အဲ့ဒါလေးပြောပြလို့ရလားဘာကြောင့်စိတ်ညစ်တာလဲဆိုအလုတ်ကြောင့်လားဘာကြောင့်လဲအင်းပေါ့အလုတ်ထဲမှာအင်းပေါ့အလုတ်ပေါ့နော်အလုတ်ကြောင့်ပဲပေါ့နော်တခါလေးအလုတ်ကြောင့်ပဲစိတ်ညစ်တယ်ဆိုတော့ဟိုသူများလို့ဆိုတော့ခါကျတော့နည်းနည်း pressure ရရှိတာပဲလေနော်အဲ့လိုမျိုးဆိုတော့ခါကျတော့နောက်တစ်ခုအရင်တော့ဆိုရင်ဘာသာစကားခက်ခဲပေါ့နော်ဘာသာစကားခက်ခဲတဲ့ကြောင့်လဲမြို့မြို့ပေါ့ခက်ခဲရတော့အာ လုတ်ထဲကတော့လုတ်ကတော့တိတ်ကြုံရတာအများကြီးပါပဲတခြင်းတော့မှဆိုရင်လုတ်တဲ့လုတ်ဒီမှာဆိုရင်အဲလာစာမရတာလို့ပေါ့တော့အဲ့လိုမျိုးကြီးလဲကြုံဘူးတယ်လောက်တော့မရဘူးသူတော့မပေးကြလားဘလို့လဲသူကဘလို့ပြောမလဲကိုရီးယားလက်တဲဆိုင်တော့ကချစ်တရားမဝင်ဘူးလေနော်အမှန်တကိုင်းဆိုရင်တော့တရားမဝင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုဆိုတော့ကကျတော့နားလည်မှုနဲ့လုတ်နေတဲ့လုတ်တွေဆိုတော့ကကျတော့ အဲချက်ချင်းလှုပ်ထုတ်တယ်လှုပ်ထုတ်ပြီးလို့ချင်းပတ်စံမပေးဘူးဘာညာတရကာနဲ့ဆိုတော့လေကိုက complaint တိုင်လဲကိုက complaint တိုင်အောင်မရှိတယ်လေอืมအဲ့လိုမျိုးအဲ့လိုမျိုးอ่ะအဲကြုံကြုံလေးကြုံထားရှိတာလားအဲ့လိုဖြစ်လေးဖြစ်ထားရှိရလားအဲ့လောကမှာအဲ့လက်သေးလောကမှာခုနပြောတယ်လေစန်ဒီပြောတယ်အဲ့လက်သေးကဒီကျွန်တော်တို့ရွှေပြောင်းလုပ်သမားတွေလှုပ်ဖို့လှုပ်ခွင့်မရှိဘူးဆိုပြီးတော့ပြောတယ်ဆိုတော့ဟုတ်တယ်ဒါကလေအော်တိတာတော့တရားမဝင်ဘူးပေါ့နော် အဲဒီဟာကျတော့နည်းနည်းပြောဖို့တော့ခက်တယ်ဘာလို့ဆိုလုံနေတဲ့သူတွေလည်းအများကြီးတော့ရှိပါတယ်အဲ့မဲ့ဒီဟာကျတော့အဲ့လိုမျိုးလက်စာမပေးတာပါ냐ကျတော့တတိပုံမှာမူတည်တယ်သူတို့တချို့တတိကကျတော့အရင်မြန်မာပြည်သားဆိုင်နှိမ်ကျင်တဲ့သူတွေလည်းရှိတာပေါ့နော်မြန်မာပြည်သားဆိုရင်ကိုနှိမ်ကျင်တယ်အဲ့လိုမျိုးကိုယ်ကကျောက်လည်းနှိမ်အနှိမ်အနှိမ်ဖိနှိပ်ခံဖိဖိနှိပ်ခံခြင်းခံရတယ်မှာတိတ်မပါတာခါကျတော့တစ်ခါလေကျတော့အဲ့လိုမျိုးတွေပေါ့ရှိရပါ့ ဒါတော့တထေးပေါ်မှာလည်းမှုတွေပါတချို့တထေးကတော့ညစ်ညစ်ချင်တဲ့တထေးကတော့ညစ်ကွညစ်တာပေါ့နော်ချို့ကြောင့်လည်းတချို့ကြောင့်လည်းအဲ့လိုမျိုးစိတ်မရှုပ်ချင်တဲ့အခါကျတော့တချို့တထေးကြီးကြောင့်လို့ချင်လဲအော်လာစာကိုချက်ချင်းထုတ်တယ်လာစာအပြည့်ပေးတယ်အဲ့လိုမျိုးတထေးလည်းရှိပါတယ်တချို့ကြောင့်လည်းပေးအဲ့လိုမျိုးရှိတယ်อืมဘယ်တော့လောက်စားလောက်စားတော့မလွယ်ဘူးဗာတက်နိုင်မှာလဲပေါ့နော်ကိုကဟိုကောင်းတဲ့တဲ့နဲ့တွေ့အောင်မယ်ကိုစုတောင်းအောင်မလို့ဖြစ်နေဘာလို့ဆိုတော့မြန်မာပြည်ပြန်ပြီးတော့လောက်စားဖို့ဆိုတော့လဲ အဲခုနေကတော့ဘယ်သူမှတော့စိတ်ကူးမှာမဟုတ်လေနော်ခုလိုချိန်နေမျိုးနဲ့ဆိုမြန်မာပြည်ကနေပြီးဒီကိုထိုင်းကိုဆက်ရောက်ကြတဲ့အဲအလုတ်ကလက်သေးဆိုးတဲ့လုတ်ကိုတန်းလို့ရတာကြားထဲမှာတခြားဘာတွေလုတ်လိုက်ရသေးတယ်ဒီလုတ်ရဖို့တော့အာဒီအယုတ်ဒီအလုတ်ကိုရဖို့တန်းပြီးတော့မလုတ်ရဘူးပြောရရင်တော့ဆက်ဆက်တက်လာတဲ့ချိန်တော့ကိုယ်မှာဘာထောက်ထားမှမရှိတဲ့ခါကျတော့အမ်ပိုးဘက်မှာကန်ချနာပူရိဘက်မှာအချက်ချက်မှာအရင်သွားလုတ်ရတယ်လုတ်ပါအောင်လုတ်ပါအောင်ချက်ချက်မှာ ကျက်ချက်မှာရင်သွားလောက်ရတယ်အဲ့ဒီမှာကသူကလာစားလည်းနေတယ်သူကနေစရာပေးတယ်အော်သားသေးဆိုရင်သူကဆန်နေပါလေမမားလေးအမေပေါ့နော်သူတို့တက်နိုင်တာဟာလေးပြီးတယ်ရိတ်ခါလို့ဆိုရင်ရိတ်ခါပေါ့အဲရိတ်ခါပေါ့နော်ချက်ချက်မှာနေရလားအချံထဲမှာပဲနေရလားချက်ချက်ထဲမှာတော့မဟုတ်နေရတော့သူတို့အော်နေရတော့တိတန့်ရှိတယ်နေရတော့အဆောင်အဆောင်လုပ်ပေးတာအဲ့လိုပေါ့အဆောင်လိုမျိုးပေါ့နော်ဟုတ်ဟုတ်တိတန့်နေရလုပ်ပေးတယ် နေရတော့မစောကောင်းပါတယ်တန်တန်ရှင်းရှင်းလေးပါပဲဟိုလိုကြီးစိုးစိုးပြပြမဟုတ်အလုတ်ကလည်းမပင်ပန်းဘူးဒါပေမဲ့အရန်ပူတယ်ဩပူတယ်ပူတယ်တဏီကုန်ပဲလားဟမ်တဏီကုန်ပဲအဲတနေ့ကုန်မဲဆိုမနက်ခင်းဆိုတခါလေး9နာရီခွဲလောက်ထားတယ်ညနေဆိုရင်ညနေ9နာရီ6နာရီတခါလေးကျတော့ဆန်လေး9နာရီ10နာရီမှပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါဘာလို့လောက်ရလဲဆိုတော့ခါကျတော့အဲ့ဒီမှာအလုတ်ကတော့အရင်မပင်ပန်းဘူးပင်ပန်းတဲ့ရက်ကျတော့ပင်ပန်းတယ် ရင်ပြန်ပန်းပါအောင်ဘာလို့ဆိုတော့ကြက်တွေခြောက်ရတယ်အဲအေးထဲမှာပဲလေကြက်တွေသူတို့ကအနေပူတယ်အပူကြီးလည်းပြတ်မထားဘူးဒီပန်းကားတွေပဲလည်းအများအားဖြန့်လိုက်အေးနေတာပဲအထဲမှာကြက်ချန်ထဲမှာတော့အေးရပေါ့နော်အပြင်ထွက်တော့အရင်ပူကျဆာကြွေးလို့ရှင်လဲကျဆာအားတော့ဆက်တင်နဲ့ကြွေးတာဆိုတော့ခါကျတော့ကိုရီးယားမိန်ကလေးဆိုတော့ခါကျတော့တပြည့်စည်းလဲပါညာတရကကျဆာအဲ့လောက်လေးပါပဲဒါမှကိုကြတော့မနေချင်မနေနိုင်အောင်လေ ဟုတ်ပါဘူး။음။တခါလေးချက်ချီကျုံရတဲ့ခါလည်းရှိတယ်။သူတို့ချက်ချီရဟိုညွာလို့ချက်ချီမဟုတ်ဘူးကအထက်လိုက်ကြီးအအမြဲတမ်းပဲအိုက်ထဲမှာပြစ်ထားတာကိုကြက်အစာစားတယ်ခြေပါတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးအသာဒါစားတဲ့ကြက်ဦးဒါစားတဲ့ကြက်ဆိုတော့ကြက်တော့ဘလို့စီပီချက်လည်းမဟုတ်ဘူးတို့ကအဲ့လိုမျိုးအဲ့ကောင်တွေပါတဲ့ချီနဲ့ရွာချက်ချီနဲ့ပါကွာလို့လည်းရှင်းပြအောင်ရွာ ညောချက်ကြီးရဲ့တူဆန်ထဲမှာအချာကြီးမထားဘူးမဟုတ်လားကိုကတော့မသိဘူးလေကျွမ်းမာဒီတိုင်းနဲ့လှုပ်လှုပ်လှုပ်ပြီးတော့မွေးရတဲ့ချက်အဲ့လိုမျိုးပဲတွေ့ဘူးတော့ဟုတ်တယ်အဲဘောရတူအမဟိုအဆောက်ဦးနဲ့တခါတည်းတီတန့်ကိုကျက်ပနထောင်းသူပနထောင်းတခါတည်းမွေးထားလိုက်တာ။အော်တီတန့်တော့လည်းတော့ခွဲထားရပေါ့နော်။အဲ့ဒါခွဲထားပြီးရင်သူကကျက်ကိုလုံးဝအိတ်ခိုင်းတာ။အော်ကျက်ကိုအော်အမြဲတမ်းလည်းမအိတ်ရပေါ့နော်။ဟိုအမောင်းချလာတာအလင်းဆိုလည်းနည်းနည်းလေးပဲဖွင့်ထားတယ်။ အလင်းလေးနည်းနည်းဖွင့်လာပြီးလို့ချင်းအစာကျွေးလို့ချင်းလည်းသူကစက်ဒီအကုန်လုံးနဲ့အစာအမြန်ရှိတယ်။အင်းအင်းသူရဲ့အစာနဲ့ရည်နဲ့အဲအမြန်အောင်လို့ရှိနေတာရှိနေတာသူတို့စက်ဒီကိုနေနေကြနဲ့မှောင်းအောင်လုပ်ပြီးတော့ဥကိုရက်တူတူနဲ့ဥအောင်လုပ်တာဟုတ်တယ်အဲ့လိုတော့မဟုတ်ဟုတ်တဲ့ချက်ကြတော့သူကတီတန်အဲ့လိုမျိုးစားတဲ့ချက်ကြတော့လေတီတန်အဲ့လိုမျိုးရှိတယ်။ဟုတ်ဒီကောင်လေးကြတော့ကန့်အသွင်းသလိုဒီကောင်ကြတော့အသားစား အသာ CP လည်းမဟုတ်သူက CP နဲ့ဟိုကနေကိုဖောက်ထားတဲ့သဘောမျိုးပဲလေကြက်ဒီကြက်ဝါး CP ထက်အရသာပိုရှိတယ်အင်းကြက်နဲ့ CP နဲ့ဆက်ထားတဲ့သဘောမျိုးပဲအဝါလေးလားအဝါရောက်နေအဝါလည်းမဟုတ်အင်းကြက်လိုမျိုးပဲအရာကအရာလေးอ่ะဩအကောင်ကတော့အကြီးကြီးပဲတကောင်တကောင်3 kg လောက်ရှိတယ်ဩအကောင်တော်တော်ကြီးတယ်ကျမတွေဆိုရင်တော့အနည်းဆုံး1 kg ကွယ်2 kg ကျော်ရှိတယ်ဩအဲ့လိုမျိုးပေါ့ အဲ့ချက်ချက်မှာလုတ်လုတ်တာတော်တော်ကြာကြာလုတ်ခဲ့ရလားချက်ချက်မှာ6လလောက်6လကြာကြာလောက်လုတ်ခဲ့တယ်ချက်ချက်မှာမနေနိုင်ဘူးကိုကလေဟုတ်မနေနိုင်ဘူးနေခင်ပိုင်းကြတော့လည်းဘာမှတော့လုံးမရှိဘူးချက်တည်းချမယ်ပျက်စီးလဲပါညာတရကာအဲစပေါက်စလေးအတွက်ဆိုရင်ချက်သေးသေးလေးတွေအတွက်ဆိုရင်ရေဘူးလေးတွေဆေးပါညာတရကာစားလေးတွေနည်းနည်းပါပါထက်ဟုတ်သူတို့ကြတော့မအိပ်အောင်အများနဲ့ခြောက်ပေးရချက်သေးသေးလေးတွေကြတော့အကောင်ပေါက်လေးတွေကြတော့မအိပ်အောင်ခြောက်ပေးရတယ် ဝတ်လိုက်ဝတ်လိုက်မယ်နော်အင်းဒီကသူကမအေးအောင်တချောက်ဝတ်လိုက်တယ်ဟာအဲ့ဒါတကြံမှာလုပ်ပြီးွားတော့မှဒီဘက်ကိုဘန်ကောက်ဘက်ကိုတက်လာတာပေါ့ဆိုဟုတ်တယ်ဘန်ကောက်ကိုတက်လာတဲ့ခါကျတော့ဘန်ကောက် ကိုတက်တော့လေကိုအဲမတက်ခင်တလားလောက်ကလေးကိုကဟိုပလန်ချလာတာပေါ့နော်ဟုတ်ပစံစုထားတယ်ပစံစုတယ်ပစံအဲတော့ဆိုရင်2000ကျော်လောက်ပဲကိုလက်ထဲမှာစုနိုင်တယ် အရာလည်းပို့ရသေးတာပေါ့နော်ဟေးပေါ့အဲ့ဒါဆိုတော့ခါကျတော့အဲ့ဒီမှာပစံရင်းစုတယ်ပစံစုပြီးတော့မှအင်းတန်ခေါက်ဆိုတာလည်းတစ်ခါမရောက်ဘူးလေအင်းမရောက်ဘူးတော့ခါကျတော့မြန်မာတငယ်ချင်းအဲ့ဒီမှာမြန်မာ Facebook ပေါ်ကနေပြီးတော့ group group ထဲမှာ like share ရင်အခန်းပေါ်ပေါ့နော်ပထမဆုံးဟိုလည်းပေါ့အခန်းပေါ်အရင် share တယ်အလုပ် share တယ်အလောက်ကိုအရင်ရအောင်ရှာတယ်ရှာပြီးတော့မှအခန်းပေါ်ရှာအဲ့လိုမျိုးအကုန်လုံးစင်ပြေးပြီးဆိုတော့မ ဘန်ကောက်ကိုပြန်တက်လာတာဟုတ်လက်နဲ့ပြည်စုံတော့မှဘန်ကောက်ကိုချီတက်လာအဲအဲ့လိုမျိုးဘာလို့ဆိုကိုကတစ်ခါမှလည်းမရောက်ဘူးလေနော်အတီးကလည်းတရားမရှိဘူးလေလုံးဝတယောက်တည်းတကောင်ချက်လေဘန်ကောက်ကိုပြန်တက်လာတာအဲ့လိုမျိုးဆိုတော့ကတော့ကိုကပလန်ကလုံးဝသေးရနေရမယ်ဆိုလို့မှဟာတက်လာတာခံကောင်းတဲ့တော့ကိုကကောင်းတဲ့သူတွေနဲ့ပဲတွေ့ရပါတယ်ကောင်းပါတယ်ကောင်းပါတယ်ကိုကစိတ်ထားကောင်းရင်ကောင်းတဲ့လူတွေတွေ့တယ်။အင်းလောက fighter တော့ ဖိုက်တာပဲဇန်ဒီကတယောက်လည်းတက်လာတက်ချမ်းရတယ်တက်ချမ်းကြီးကိုပြစ်ပြီးတက်လာတက်ချမ်းကြီးပြစ်ပြီးတက်လာတာโอเคပါအဲ့ရနေပါတစ်ဆင့်လှုပ်ချင်တဲ့အလုပ်ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့ဒီလက်သက်ဆူတဲ့ဘက်ကိုကူးပြောင်းလိုက်တာပါအဲ့လိုလက်သက်လှပြင်းတဲ့ဘက်အဲပထမဆက်စား ဘန်ကောက်ကိုဆက်ဆက်တက်လာတော့လက်သေးဆိုင်တီးတန်းလို့ဟုတ်ကိုသူကဒီစပင်ရောလက်သေးရောအကုန်လုံးပါတယ်အလှပြင်ဆိုင်ရဲ့တဲ့ဟိုအလိုမျိုးပေါ့ beauty salon ပုံစံမျိုးကိုလည်းမြန်မာပြည်မှာတော့ beauty salon ဆိုင်ဖွင့်တာပေါ့နော်အရင်ကြီးတော့မဟုတ်ပေါ့တနိုင်တပိုင်းလေးပေါ့ဟိုအဲဆိုတော့ခါကျတော့ဒီမှာကျတော့လည်းအဲ့ဒီလောက်ကိုပဲရှာလိုက်တယ်음အဆင်ပြေပါတယ်ပရမဆဆချင်းတက်လာတော့အကက်ခဲပေါ့နော်ပါတာစကားလေးအေးပေါ့ ဘာသာတကားကတော့လုံးဝခက်ခဲအရင်ဖြစ်တယ်အဲ့လိုချိန်မှာကိုစူးစမ်းရတာပေါ့နော်ဆရာလည်းမရှိဘူးစူးစမ်းတယ်ဒီမှာဆိုတော့ခါဆိုတော့တိရတဲ့အတိုင်းပဲကိုကလည်းဟိုတခြားသူတွေလည်းကိုလိုပဲပေါ့နော်အားတဲ့ချိန်မှာနားကျင်တယ်ဆိုတော့ခါကျတော့ဘသူမှလည်းမတင်ပေးချင်ဘူးတင်တော့တင်ပေးတယ်ဟိုအချင်းဖြစ်ပြီးတော့ဘသူမှတော့ကိုကိုမတင်ပေးနိုင်ဘူးလေနော်အဲ့တော့ကိုအားနဲ့ကိုကိုရဲ့ဟိုအားနဲ့ကိုဒီဟိုအိမ်ဆက်ပြီးတော့ကိုကိုတင်တယ် အခုတော့တော်တော်လေးတော့အဆင်ပြေလာပါတယ်အစာပိုင်းဆိုရင်အင်္ဂလိပ်စကားဆိုလဲနားထောင်လို့ရတယ်ပြန်ပြောလို့မထွက်ဘူးပြောချင်းမှမရှိတယ်နော်အင်္ဂလိပ်စကားဆိုလဲဒီ time ဆိုလဲလိုမျိုးပဲ time စာကကျတော့စာအုပ်တင်လာတဲ့ခါကျတော့6လလောက်စာအုပ်တင်ထားတယ် online နေပဲ online မှာဆရာမရှိတယ် online 1 by 1နဲ့လေလိုမျိုးတင်ထားတာဆိုတော့ခါကျတော့အဲ့ဒီမှာအခြေခံရှိခဲ့တယ်အဲ့ဒီချက်ချက်တက်ဆက်မှာတော့လည်းအဲအားတဲ့ချိန်မှာအဲ့ဒီ တင်ထားပြီးသားစာရီကိုပြန်နှွေးလို့ရလာတယ်။အဲ့လိုဆိုတော့ခါကြတော့ဒီဘန်ကောက်ကိုပြန်ရောက်လာတဲ့ခါကြတော့လည်းအာကိုမတိတဲ့ဇလုံးလေးဆိုရင်အများကြီးပဲရှိတယ်နင်။ပြီးတော့ကိုကတင်လာတော့မှစာပဲတင်လာတာ။ဒီမှာကျတော့စကားပြောတော့တယ်ဆိုတော့ခါကြတော့လုံးဝတစ်ထက်ထဲကကြားမနေဘူး။တချို့စကားလုံးတွေကကိုကနားထောင်လို့ရတာ။အဲ့လိုမျိုးဆိုတဲ့ခါကြတော့အာကိုကကိုသိချင်တဲ့ဟိုဟွာလေးလေးဆိုရင်ကိုစာအောင်တစ်လိုက်မှတ်လိုက်တယ်။ မြန်မာလိုလိုက်ရေးလိုက်ရေးပြီးလို့ချင်ရင်ကိုအာထိုင်းလိုပြန်ရေးတယ်ထိုင်းလိုပြန်ရေးပြီးလို့ချင်ရင်နောက်အင်္ဂလိပ်လိုပြန်ရေးတယ်ပြန်ရေးပြီးကိုပြန်လိုက်မှတ်တယ်အဲ့လိုမျိုးနဲ့ပြန်ပြီးတော့နည်းနည်းပပအခုဆိုရင်음စနေနေပို့စင်ပြေလာတာပေါ့နော်ဟိုကတော်တော်ပြောတတ်သွားပြီလား음တော်တော်ပြောတတ်သွားပြီလားဆိုရင်တော့အရင်တော့မဟုတ်ပါဘူးဒါပေမဲ့ချင်းနေအရင်တော့မစိုးတော့ဘူးပေါ့နော် ဲပေါ့ကိုယ့်အကိုလေ့လာရတာဆိုတော့ဟုတ်တယ်ကိုယ့်ရဲ့အိမ်မက်တွေကိုဆက်ပြီးတော့ကောင်းတယ်ပုံအတွက်ရေချက်ရှိသေးလားရေချက်ကတော့ရှိပါတယ်ဒါပေမဲ့ဟိုမြန်မာပြည်မှာလည်းဟိုကိုယ်ပိုင်စီးပွားရေးအသေးစားလေးလုပ်ခဲ့တယ်ဆိုတော့ဒီမှာလည်းအဲ့လိုမျိုးတော့လုပ်ချင်တယ်ပေါ့နော်လောက်တော့လောက်ချင်တယ်ဒါပေမဲ့အချိန်တိကျတော့လောက်တော့လောက်ဖြစ်မှာပါကိုပိုင်းပဲဒါပေမဲ့အချိန်တိကျတော့မရှိသေးဘူးပေါ့နော်အရင်ကတော့နှစ်နှစ်လောက်ထိပဲချိန်ပေးမယ်ဒီမြောက်လောက်ကိုနှစ်နှစ်လောက်ထိပဲလုပ်မယ်ဆိုပြီးတော့ အရည်ရွယ်ထားတာပေါ့နော်ဒါပေမဲ့อืมခုလိုနှစ်နှစ်တော့ကြုံလာပြီအကောင့်ထဲပို့လို့မရသေးဘူးအအကောင့်ထဲတော့ပေါ်မယ်ဒါပေမဲ့ဘယ်တော့လောက်ပေါ်ပြည့်မလဲဆိုတာတော့မသေးချာသေးဘူးပေါ့နော်ကိုပလန်နာလိုမျိုးဖြစ်လာဖို့ဆိုတာတော့နည်းနည်းခက်တယ်သိရမှာသိရတိုင်းပဲဗျာမမျော်လင့်တဲ့အခက်အခဲတွေကအများကြီးပဲလေအဲဟုတ်တယ်ကိုမတွေးထားတဲ့အခက်ခဲအခက်ခဲကတော့တပုံကြီးပဲပေါ့နော်ဟိုနောက်တစ်ခုကရေးမြေချသူများနိုင်ငံမှာလည်းဖြစ်တယ်ဆိုတော့အခါကျတော့ ပို့ပြီးတော့အခက်ခဲရတော့ပတ်ပေါင်းဆောင်ဝန်လေးလာတာပေါ့နော်အဲကျွန်တော်တခုသိနေတာကြာတော်တော်များများကဘာဖြစ်ဖြစ်အကုန်လုံးကဒီဒီကိုယ့်အနေကို down စေအောင်တော့ပြင်ဆင်ကြရတယ်ဗျာဘယ်သူမှမဆိုလေပို့ပို့စဉ်းစားနိုင်တော့ပို့စဉ်းစားနိုင်တဲ့ level တွေမှာ down စေအောင်တော်တော်များများကပြင်ဆင်ကြရတယ်ဒီဘာလို့ဆိုဒီသူများနိုင်ငံမှာလှုပ်ရှားလာလှုပ်ပြီးဆိုတဲ့ကြာအဲ့လောက်ကတော့စဉ်းစားနိုင်ကြတယ်အဲ့ထဲမှာမှလုံးဝမမျှော်လင့်ဘဲနဲ့ကြာ ဓာကြီးကမဖြစ်လာနိုင်ရင်မရှိပါဘူးဆိုပြီးတော့မျောလင်းထားတဲ့ဂျားတွေကဖြစ်သွားတဲ့ဟာမျိုးတော့ကြုံဘူးလားဇက်တွေအဲအဲ့လိုမျိုးကြုံတာဆိုရင်ဘာဖြစ်မလဲဆိုတော့အခါကျတော့အာတချို့ဆိုရင်ပေါ့နော်မြန်မာအလုတ်ထဲမှာဆိုရင်အလုတ်ထဲမှာဆိုရင်ကိုယ့်ရဲ့မြန်မာချင်းချင်းအဲ့လိုမျိုးမနာလို့ဖြစ်တာတို့ အဲအဲ့လိုမျိုးတော့ဂျုံတယ်နောက်တစ်ခုကတတိမမျော်လင့်ထားပါနဲ့ဖြစ်လာတာဆိုရင်ဟိုအရင်တော့တခါမှမကူလည်းဖြစ်ဘူးလေနော်တတိကဟိုကိုယ့်ရဲ့လုခလာစာအဲမပေးရတော့ဘူးဆိုရင်သူများတွေဟိုသူများတွေဥစ္စာပြောတာပဲကိုယ်ကြားဖို့တော့အဲ့ဒါတော့ကိုယ်တိုင်ကိုယ်တိုင်ကိုယ်တိုင်ခံစားရလာတဲ့အချိန်မှာတော့မမျော်လင့်မဖြစ်လာတာပေါ့အဲ့လိုမျိုး တတိလာသာမပေးတာလို့ပြောရတယ်ဆိုရင်အဲ့ဒါကိုယ်တိုင်ခံစားဖို့ရတယ်အရန်အရန်လေးကိုဒေါသထွက်တာငိုလဲငိုတယ်ကိုကိုရဲ့လောက်ခအားလာကလာစားဘာလို့ဆိုတော့ဒီမင်းနိုင်ငံမှာလာလောက်တယ်လေနော်ဟိုအလုတ်သွားဖို့ဆိုတာလဲကိုဟိုလမ်းစိတ်လေးကုံသေးတယ်ဟုတ်တယ်လမ်းစိတ်ကလည်းကုံတယ်နောက်တစ်ခုစားစိတ်ကလည်းကုံသေးတယ်နောက်တစ်ခုကိုရဲ့အချိန်နေဘလောက်ပဲလူကချမ်းသာတယ်ပဲပျော်ပျော်အဲဝယ်လို့မရတဲ့နေရာမှာအချိန်ပါတယ်ဟုတ် အဲ့ဒီအချိန်နဲ့လဲကုံကုံခဲ့ရတယ်ဆိုတော့အခါကျတော့အရန်ကိုကိုဒေါသထွက်လာပေါ့နော်အဲဒေါသထွက်တယ်အဲ့ဒီဟိုနည်းနည်းရုံကန်းတို့ပါလို့သွားတိုင်လို့ရတဲ့စီမှာသွားတိုင်တယ်သွားပြီးတော့ပြောပြရပေါ့နော်ပြောပြရတယ်ဒီလိုဒီလိုရှိတယ်ဆိုပြီးတော့ပြောပြတဲ့အချိန်မှာလဲသူတို့ကလည်းဘာမှကူညီမပေးဘူးကိုကဟိုတယောက်တည်းလဲဖြစ်တာပေါ့နော်ဟိုအဲ့လိုမျိုးကြုံရတဲ့အခါကျတော့အဲ့တော့ဆိုငိုးပေါင်းငိုးပဲအဲကိုရဲ့လောက်ခလာစားဘယ်နှစ်လောက်ထိလဲဆိုတော့အခါကျတော့ နှစ်ပတ်ကျော်နှစ်ပတ်ကျော်ထိအင်းအဲ့ဒါမပီးဘူးဟုတ်တယ်လုံးဝမပီးဘူးမပီးတဲ့ခါကျတော့ကိုကလည်းဘာလုပ်လို့ရမလဲဆိုတော့ကိုဘက်ကလည်းဘာမှလည်းလုပ်လို့မရဘူးငိုရုံတစ်ခုပဲရတယ်အဲ့ဒါတော့လုံးဝမမြှော်လင့်ထားတဲ့အရာတွေပဲဘဝမှာတခါမကြုံဘူးဒီမှာပဲကုံကြုံရတယ်ဟိုအမျိုးမျိုးပဲပေါ့နော်ကိုရင်ဆိုင်ရတယ်ခံပြင်းလားခံပြင်းလားခံပြင်းလားလေ အရန်လေကိုအကုန်လုံးကိုဆုံရှုံလိုက်ရတာကိုရင်းနှီးလိုက်ရတာဟိုအချိန်ရောကိုရဲ့တက္ဆီကရောပြီးရင်ဟိုစားသေးတောက်သေးကပါ तू ကမပေးဘူးလေကိုစားသေးနဲ့ကိုကိုဒီလှုပ်ရတာလေလှုပ်ပြီးတော့မှလာကုန်မှလာစားရှင်းတာလူလူလာစားရှင်းမှကိုကလာတာရမှာဟုတ်အဲ့လိုမျိုးသူတို့ကလာစားမပေးဘဲနဲ့ကိုအဲ့လိုမျိုးလှုပ်လိုက်တယ်ဆိုတော့ခါကျတော့အရန်နေတော့ဒါလည်းထွက်တယ်ဟိုခံလဲခံမြင်တယ်အဲ့လိုမျိုးပေါ့အဲ့တော်လေးငိုလိုက်တဲ့အဲ့ဒီချိန်တော့ အမှတ်တရပဲဟုတ်တယ်ဟုတ်တယ်ခုကတော့ဒါလေးတွေပြန်ပြောရင်တော့အဲတော့ဆိုရင်တော့တော်တော်စိတ်ညစ်ရပါသိရမလားအာစားဖို့ကမရှိတော့ဒုက္ခပဲလောက်ကပျောက်သွားပြန်ပြီးတော့အဲ့ပြဿနာတွေကဒီနိုင်ငံခြားကြောင့်လည်းလူတော်တော်များများကြုံရတဲ့ပြဿနာအဲ့ပြဿနာပေါ့နော်အဲ့ဒီပြဿနာတော်တော်လေးကြုံရတယ်ဒီမှာဆိုရင်နောက်တစ်ခုဆိုရင်ဒီတကြံမတိုင်ခင်ကပြီးခဲ့တဲ့တကြံမတိုင်ခင်ကဖြစ်သွားတာအဲ့ဒါဆိုရင်အာ ဘယ်လောက်ထိခံမြင်ဖို့ကောင်းလဲဆိုတော့တကြမ်းမတိုင်ခင်ကျတော့ तू อ่ะဧည့်သည်အရန်ကြတဲ့ခါကျတော့အဲကိုယ်မထုတ်ဘူးอืมကိုယ်မထုတ်သေးဘူးအရန်ကြတဲ့ခါကျတော့အရန်လုံးလုံးကတော့တနေ့ကုန်12နာရီဆို12နာရီလုံးဝတခါတလေကြောက်လို့ချင်းလုံးဝထမင်းမစားရေမတော့ရေဘူးဆိုရေဘူးကိုဘေးမှာချပြီးတော့အလုပ်လုပ်ရတာအဲထမင်းစားချင်းဆိုတော့အတိအကျမရှိဘူးအဲ့လိုမျိုးအားတဲ့ချိန်မှာ customer မရှိတဲ့ချိန်မှာကိုစားရတယ်အဲ့လိုမျိုးဆိုတော့ခါကျတော့ တကြံသူတို့ပိတ်ရက်ရှိတယ်ပိတ်ရက်လည်းပြီးရောအလုံးမလာတော့နဲ့ဆိုပြီးတော့ဟိုအဲ့လိုမျိုးကြီးတွေလှုပ်လိုက်တာပေါ့နော်အရန်အဲ့လိုမျိုးကြခံမြင်းတာပေါ့နော်ကိုအရန်ကြီးလှုပ်ရပြီးတော့မှလှုပ်ဟိုအရန် customer ကြတဲ့ချိန်မှာကိုအားကျုံးမှန်တက်လှုပ်ပြီးတော့မှအဲ customer တကြံပြင်းရတော့ customer မကြတော့ဘူးမကြတော့တဲ့ခါကျတော့အဲကိုချက်ချင်းအဲ့လိုအဲ့လိုမျိုးလှုပ်ထုတ်ပလိုက်တာအဲ့လိုမျိုးတွေလည်းရှိတယ်ဘန်ကောက်မှာတော့အများကြီးပဲကြုံရတယ်ဟို ဒီတချို့တစ်ခါလေးကြားလို့ရှင်လည်းမြန်မာချင်းချင်းမစည်းလုံးတာတွေလည်းကြုံရတယ်ပြီးရင်အဲ့တထေးတွေကအဲ့လိုမျိုးပေါ့နော်အဲကျောင်းစံနဲ့ညစ်ပတ်တာပေါ့နော်ညစ်ပတ်တာပေါ့အဲ့လိုမျိုးလည်းကြုံရတယ်မျိုးမျိုးပဲတခါမှမကြုံဘူးတဲ့ဟာတွေအကုန်လုံးကြုံရတယ်ဒီပန်ကောက်ကိုရောက်တဲ့ချိန်မှာကောင်းပါတယ်ဟိုအတွေ့အကြုံအများကြီးရတာပေါ့သင်ခန်းစာတွေအများကြီးရတာပေါ့ င်ငန်းသားတွေကယူလို့မကုန်နိုင်ဘူးမကုန်မကုန်နောက်ထပ်လည်းဘာတွေလာအောင်လဲကိုမမြင်ရအောင်လေနော်အဲပေါ့အဲတင်ငန်းသားဒီလိုပဲသူတို့ပေသူတို့ပေးတဲ့တင်ငန်းသားတွေကနေပြီးတော့ကိုလည်းအပြန်ပြီးတော့ဥစ္စာလောက်ရတာပဲလေတင်ယူရတာပဲကိုမိသားစုနဲ့စကားပြောဖြစ်တယ်ပေါ့နော်ဒါပေမဲ့မိသားစုနဲ့ပြောဖြစ်ပေမဲ့မိသားစုကိုကိုကပြောကြင်သားတယ်မပြောဖြစ်တဲ့စကားတွေပေါ့နော်မပြောထွက်တဲ့စကားတွေဒါမှမဟုတ်ဘယ်လိုပြောမလဲဒီစိတ်ထဲမှာတင်ထားတဲ့စကားတွေ အဲ့လိုမျိုးလေးများပြောချင်တာရှိသေးလားပေါ့မိသားစုသူတို့နားထောင်ပြင်နားထောင်ပြမှာပေါ့ကျွန်တော်ရဲ့ season လေးကိုအဲ့လိုကိုယ်ကနှုတ်ကနေပြီးတော့သူတို့မျက်နှာချင်းဆိုင်မှာပြောပြခဲ့တဲ့ဟာလေးအဲ့လိုမျိုးရှိတယ်ဆိုရင်ပြောခဲ့ပါဦးဟဲ့ကျွန်တော်ဘာပြောရမလဲဆိုတော့မပြောပြတဲ့စကားဆိုရင်ဒီမှာတခါလေးကြားလို့ချင်းအဲမပြောပြတဲ့စကားပြောပြောဘယ်လိုပြောမလဲ မပြောပြတဲ့စကားဆိုရင်ဘာဖြစ်မလဲဆိုတော့အားကြောင့်ဒီမှာဘလောက်ပဲခက်ခဲတွေ့တွေ့ဘလောက်ထိခက်ခဲတယ်ဆိုတော့တို့ဟိုမပြောပြနိုင်အောင်ပေါ့နော်အဲ့ဒါကြီးတော့မပြောပြဘူးပေါ့နောက်တစ်ခုကျတော့ဒီမှာအဆင်ဘလိုမျိုးအဆင်ပြေနေတယ်ဟိုဘလိုမျိုးတွေရှိတယ်ညီမပြင်းတဲ့ဟိုဘလိုမျိုးတွေကွာတယ်ဆိုတာကြီးတော့ဟိုကိုမပြောထွက်နိုင်အောင်ပေါ့နော်ပုံမှန်ကျတော့ဘာလို့ဆိုအဆင်ပြေတာတွေကအရင်များနေတာပေါ့အဲ့လိုမျိုးလေးရရှိတာပေါ့အေးပေါ့ကိုက ဘယ်ညီးရမလဲเนาะမြန်မာနိုင်ငံလူတွေကိုအဲပေါ့လေငါတို့ဒီမှာနောက်ထပ်ဘယ်နှစ်လောက်ပဲလုပ်လို့မယ်ပြီးရင်တခြားဘယ်နိုင်ငံကိုထပ်ကူမယ်အဲ့လိုမျိုးစဉ်းစားရရှိလားဒါမို့ဒီမှာပဲခြေချမှာလားပြန်မှာလားအင်ပေါ့ဒီမှာခြေချမလားဆိုရင်လေဒီမှာနေလာတာဟိုတခြားတချို့ဟို၄၅၀နှစ်နေတဲ့သူတွေတော့မသိဘူးပေါ့နော် ကိုကဒီမှာနှစ်နှစ်ကျော်လောက်ပဲနေပြီးတော့ထိုင်းကိုစိတ်ပြက်တယ်မနေခြင်းဘူးလေလားခုနကခုနိုင်ငံကလည်းမဟုတ်တော့ခါကြတော့နောက်တစ်ခုကသူတို့ကမြန်မာလူမျိုးစုံကိုအញ្ញမ်းဖိနှိပ်တယ်လို့ခံစားရတယ်ကိုကဟိုအထဲမှာဟိုတချို့ဆိုရင်ဟိုစားတော့ဆိုင်မှာလုံနေတာပါညာဆိုအဲ့လိုမျိုးဖိနှိပ်ခံရတယ်လာစားမရအောင်ပါညာတရတာဆိုကိုစိတ်ထဲမှာမကောင်းဟင်းအော်ဒါမှလည်းကိုဘာလို့လို့ရမှာလဲနော်ကိုလည်းဘာမှလို့လို့မရအောင်ကိုလည်းသူတို့လိုပဲတူတူပဲဆိုတော့ခါကြတော့ဒီမှာခြေချခြင်းလားဆိုလဲခုကလည်းကိုဆိုရင်တော့အခြေမချခြင်းဘူး လာစတာမှာကမ်ဘောဒီးယားပြောင်းကျင်နေတာကမ်ဘောဒီးယားမှာကျတော့လေတရုတ်စကားတက်မှာဆိုတော့ခါကျတော့လောလောဆယ်ကျောင်းတော့ပြောင်းကျင်နေတာရောမသိကြဘူးပေါ့နော်ထိုင်းမှာလည်းမနေကျင်ပါဘူးမြန်မာပြည်ကလည်းပြန်ပို့တော့အစီအစဉ်မရှိသေးဘူး Chinese စကားနဲ့နဲ့တင်ပို့တော့စိတ်ကူရှိနေတယ်ဟုတ်လားပါပဲထိုင်းမှာတော့မနေပြန်ဘူးဘယ်နဲ့နေမယ်လို့လဲအဲတည်တည်ချာချာတော့မရှိသေးဘူးထိုင်းမှာတော့အခြေမချချင်ဘူးမြန်မာပြည်တော့ကောင်းသားလို့ချင်တော့မြန်မာပြည်တော့ ပြန်ကျင်တော့ပေါ့နော်မြန်မာပြည်ရဲ့လည်းဘယ်တော့ကောင်းလဲဆိုတာထီထိုးနေရတယ်လို့ပဲမသေးချာမရေရအောင်လေနော်မသိလည်းမသိဘူးဆိုတော့ဘလို့တော့ပြန်ဖို့စီစဉ်မရှိသေးပါဘူးဒီမှာလည်းနေဖို့စီစဉ်မရှိပါဘူးအဲဆိုရင်ကျွန်တော်တို့ဒီမှာစိတ်ညစ်စရာပြောရတော့နည်းနည်းပျော်စရာကောင်းတဲ့ကိစ္စတွေကိုကြုံလာတာရှိလားဒီမှာဒီမားနိုင်ငံကိုရောက်ပြီးတော့မှနည်းနည်းစိတ်ထဲမှာနည်းနည်းလေးကြည်နူးလိုက်ရတာတို့ပါဘူးအဲ့လိုမျိုးကြုံလာတာကြုံလာရင်ပြောပြပြပါဦး မြန်မာပြည်နဲ့ရှင်လိုက်မယ်ဆိုရင်တော့ဒီမှာကဟိုဒီမှာကကိုပင်ပန်းရင်ပင်ပန်းတို့မျိုးလာစားများများတော့ရတယ်ဗောနော်ဒီမှာကိုရှာတလောက်ပြန်ကုံတာတော့ကုံတာဗောဒါတော့ကိုသုံးလို့ကုံတာဗောနော်မဖြစ်မနေဟုတ်စားဖြစ်လို့ကုံတာဗောဒါမှမြန်မာပြည်မှာတွက်ကြည့်လိုက်လို့ရှင်လဲမြန်မာပြည်ရဟိုတကယ်တကယ်လာစားကောင်းတယ်ဆိုတော့မှဘလောက်မှမရှိဘူးလေနော်ဒီမှာကျတော့လာစားကဒီလာစားကမြန်မာပြည်ထွက်တော့တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရမှာပေါ့အဲ့ဒါတခုတော့ ပြောစရာဆိုဒီမှာမြန်မာပြည်နဲ့ရှင်တော့အဲ့လိုမျိုးပေါ့နေရာဘာညာဆိုရင်လည်းနည်းနည်းဟိုဒီဒီဒီဘန်ကောက်ကိုရောက်တော့နှစ်နှစ်ကျော်တည်းမှာတစ်နှစ်တစ်နှစ်လောက်နေတော့အဲ့တစ်နှစ်မရောက်ခင်ပေါ့နော်မြန်မာပြည်ကိုပြန်သွားတယ်မြန်မာပြည်ကိုပြန်ပြီးတော့ passport ဘာညာပြန်သွားလောက်လုပ်ပြီးပြီးဆိုတော့မှပြန်တက်လာတယ်မြန်မာပြည်ကိုအဲ့ဒီ passport သွားလောက်တဲ့ချိန်ခဏလေးရလေကိုယ်စိတ်ကမှမလုံးကျုံလို့ခံစားရတယ် ကိုစိတ်ထဲမှာကို့မြန်မာပြည်ကိုပြန်တဲ့ချိန်မှာကို့ကိုကိုလုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ဒီမှာကျတော့နည်းနည်းပို့ပြီးလုံခြုံမှုရှိတယ်လို့တော့အဲ့ဒါတခုတော့ခံစားရတယ်။အဲ့လိုမျိုးပေါ့အဲ့ဒါအဲ့ဒါလေးတော့ရှိတယ်။လုံခြုံမှုပေါ့နော်။ဟုတ်တယ်လုံခြုံမှုပေါ့။ကဲပါအိမ်မှာရှိရတဲ့သူတွေရောဘာပြောကျင်နေလဲ။ ိမ်မှာရှိတဲ့သူတွေကတော့အင်းပြောချင်လဲဆိုတော့အခါကျတော့သူတို့နေကောင်းချမ်းမှာဝေးခင်းလုံးချုံရင်ရပြီပေါ့ကိုရီးယားတော့ပြင်ပန်းလာတော့ပြင်ပန်းလာပါတော့ဘဝအတွေ့အကြုံတွေလည်းတည်ယူရင်စ조사ရင်ဒီလိုပဲရှေ့ဆက်မှာပဲလေဖိုက်တင်ပါဖိုက်တင်ပါအာတင်လာပါအာတင်ထားပါပဲအာတင်ထားမြဲပါအဲ့ဒါကျွန်တော်တို့ဒီအစီအစဉ်မှာနားထောင်နေတဲ့တခြား တကယ်ချင်းတွေကိုလည်းနှုတ်ဆက်စကားလေးပြောပြပါဦးခင်ဗျာအာနှုတ်ဆက်စကားဆိုอืมဘဝကဒီလိုပဲပေါ့နော်ကောင်းတာလည်းရှိတယ်လို့အဆိုးနဲ့ကောင်းတာဒီလိုပဲတွန်တွဲနေတာပေါ့နော်အမြဲတမ်းကောင်းတာလည်းရှိတယ်လို့မကောင်းတာလည်းရှိတယ်อืมဘာဖြစ်ဖြစ်အကောင်းဆုံးရှေ့ဆက်ရမယ်အကောင်းဆုံးရှေ့ဆက်ကြပါလို့နောက်တစ်ခုသူများဟိုဟိုမှာသူများနိုင်ငံမှာဆိုတော့ခါကျတော့သူရဲ့ ဘာသာစကားကိုပို့ပြီးတော့လေ့လာပါကိုပို့ပြီးတော့နှိမ်မခံရအောင်ဘာသာစကားကိုလေ့လာမယ်နောက်တစ်ခုကကိုမြန်မာလူမျိုးကဘယ်လိုပြောမလဲကိုရဲ့နိုင်ငံအဥစ္စာကိုကြောင့်မလို့တော့မနိုင်ကြနေတဲ့ခေါင်းတော့သူများထင်သေးမခံသေးခြင်းနဲ့နောက်တစ်ခုကအော်ဘယ်လိုပြောမလဲလူတိုင်းလိုပဲအစိုးနဲ့အကောင်ကတွန်တွဲနေတယ်ဆီဆက်ပြီးတော့ fighting ကြပါလို့အဲ့ဒါပါပဲရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့ဒီဂျာလေး ကိုယ့်ရဲ့တွေ့ကြုံတွေမျှဝေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆန်ဒီကျေးဇူးပါရှင်ဒါပါဆင်ပြေပါစေတတာโอเคပါပန်းပန်းပါရှင်ခင်ရနေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအိမ်မက်တစ်ခုပဲရှိရအချို့ကမိသားစုအတွက်အချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအိမ်မက်ကအများနဲ့ထပ်ထူးကြတော့ပါဟုတ်ကဲ့ဒါတော့အရှင်မြေချစကားပဲများပါ ိတ်ဆွေတို့လည်းမိတ်ဆွေတို့ရဲ့ခံစားချက်တွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်ကရဲထုံးညော့ပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ